သူတို့ဘောဒုက္ခပေးနေတဲ့သူတွေကကိုယ့်ကိုယ်အမြဲဒုက္ခပေးနေရပဲခံစားချက်မဲ့အိဆက်ပြီးခမိုင်းမိုင်းဖြစ်တဲ့အတန်တန်ကလီတိုက်တန်လိုတိုက်ခတ်သွားပါလေထိုအတန်ကဂျိုဟန်ရဲ့နားထဲကိုရောက်သွားတဲ့အခါသူ့ရဲ့မျက်နှာအယောင်ပြောင်းပြီးဖြျော့သွားပါလေပြင်းထန်တဲ့အနေနဲ့အငွေတက်တွေကသူ့ကိုဖုံးလန်းသွားတဲ့အကြောင်းတောင်ဘက်ကွင်းပြင်ကနေထွက်ပြေးဖို့အတွက်တွန်းဆုတ်မနေတော့ပါဘူးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် ထိုကြောက်စရာကောင်းတဲ့တောင်မက်ကွင်းပြင်ရာနေထွက်ပြေးခြင်းပါတယ်။ဒိုးရတဲ့ထိုချိုက်မှာချူဟိုင်းရဲ့ဂျီမက်ကတောင်ရင်တလုံးဖြိုချလာတယ်လို့ခန်းစားလိုက်ရပါတယ်။ချူဟိုင်းကသူ့ရဲ့ဘီနောက်ပြန်လွှင့်ဆင်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲကရိုးရီချိုးပဲတန်တွေကလည်းထွက်လာပြီးဂျင်ဘက်မှာရှိတဲ့အဝိစားတွေကဆုပ်ပြဲသွားပါတယ်။ဂျင်ဘက်ပေါ်မှာတော့မင်းနဲ့တဲ့လဝါရတစ်ခုကထင်ကျန်နေခဲ့ပါတယ်။ သူ့ရဲ့ရင်ဘတ်ပေါ်ကအဝိစားတွေကဆုပ်ပြဲပြီးသွေးမုန်းနေတဲ့ရောနှောနေတာမင်းနဲ့တဲ့လဝါရနဲ့ထိုင်းလန်းဆရာမြင်ကွင်းကိုဖြစ်ပေါ်စေပါတယ်။ဂျိုဟန်ရင်ခန္ဓာကိုယ်ကတောင်ဘက်ကွင်းပြင်ကိုလွတ်ဆင်သွားပြီးမင်းနဲ့တဲ့လဝါရကနေအတက်တဲ့ဂျိုးတွေကထွက်လာပါတယ်။တခဏအတွင်းမှာပဲသူ့ရဲ့ခန္ဓာကချုပ်သွားပြီးအရိုးစုတစ်ခုလိုဖြစ်သွားပါတယ်။ပေါ်လာတဲ့အတက်တဲ့တွေကအင်အားတစ်ခုရဲ့လှုပ်ဆောင်မှုကြောင့်ဒဏ်ရာရနေတဲ့မူလခံရဲ့တပည့်စီကိုဝင်ရောက်သွားပါတယ်။သူ့ရဲ့ခန္ဓာကတုံ့လုသွားပြီးအပြောင်းအလဲအပြက်ကွက်သွားကပုံမှန်ဖြစ်သွားပါတယ်။ဂျိုဟန်ရင်ခန္ဓာကိုယ်ကမြေပြင်ပေါ်ပြုတ်ကျသွားပြီးမျက်နှာကမိကုန်းအောင်ဖြစ်နေပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကဆက်လက်တုန်ခါနေပြီးမျိုးလုံးလေးမှာကြောင်မှုတွေအားပြင်းထန်နေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ကြောင်မှုဖွေရာတိတ်ဆိတ်မှုပါ။နဆိုးဆူဆောင်ရေးခိုင်းရကြောက်ရွံ့အသက်ရှူတံပြင်းသွားပြီးမျိုးလုံးလေးမှာအံ့အသင့်မှုကပြင်းထန်သွားပါတယ်။တောင်ဘက်ကွင်းပြင်ကိုစိုက်ကြည့်ပြီးခြေလန်းနှင်းငယ်နောက်ဆုတ်သွားမိပါတယ်။မူလခိုင်ရဲ့ဦးလေးဘိုးဘေးအရှင်ဟာဒီလောက်ထိအင်အားကြီးမယ်လို့မထင်ထားခဲ့ပါဘူး။လူရန်ဖေကိုစားနောက်ခဲ့တဲ့သူ့ရဲ့ပေါ်ပြွက်စကားတွေကိုပြန်တွေးပြီးတော့သူ့ရဲ့ခေါင်းမွေးတွေအပြင်ထောင်းထသွားပါတယ်။လူရန်ဖေကိုတတ်မှတ်နေတာမဟုတ်ပါဘူး။သူ့ရဲ့ဇယက်ကဒီလိုပါပဲ။ ထပ်ပြီးတော့သူတို့တွေ့ခဲ့တဲ့အဆင့်ငါခိုင်းအလုံးကလည်းရင်ကျေးလေးစားစွာပဲသူတို့လှုပ်ချင်တာကိုလှုပ်ခွင့်ပေးခဲ့တာပါမူလခိုင်မှာဒီလောက်ထိအင်အားကြီးတဲ့ကြီးညံ့သူဟာရှိနေတယ်ဖန်ပေရှန်ရဲ့မျိုးဝန်းကြီးကချုပ်သွားပြီးမျက်နှာကခတ်ထက်လာပါတယ်ဂျိုဟိုင်းကိုဒီလောက်လှုပ်လဲကူကူဒဏ်ရာရစေနိုင်တဲ့လူကအတော်လေးဦးမှအင်အားကြီးတဲ့အဖိုးကြီးတယောက်ဖြစ်ရပါမယ်ဘသူရောမင်းရောငါရဲ့မူလခိုင်ကိုထိခိုက်ခွင့်ပေးလို့လေအေးစတဲ့ထူစကားကဘာတစ်ခွင်မှာပဲ့တင်ထက်သွားပါတယ်ဖန်ပေရှန်ရဲ့စကားလိုမျိုးဥပဒေသားကတော့မပါပါဘူးမြေပြင်ကို မေပြင်းကိုလှုပ်ရှားစီလောင်းကိုလည်းမဟုတ်ပါဘူးဒိုဝါရင်ရဲ့ထိုးရိုးရှင်းတဲ့စကားဖန်ပေရှင်ဂျိုဟိုင်နဲ့ကြောက်ရွံ့နှလုံးသားတွေကိုထိုးဖောက်ဝင်ရောက်သွားတဲ့တချို့နေလိုပါပဲတိတ်ဆိတ်မှုလို့ပဲထိုးစကားတွေမှာတောင်မဖေရဖီအားတွေရပါဝင်နေပါတယ်တောင်မဲကွင်းပြင်ကနေခြေတန်တစ်ချက်ချက်နဲ့ဝင်လင်းရလမ်းလျှောက်ထွက်လာပါတယ်သူ့ရဲ့လက်တွေနဲ့နောက်ကျောဘက်မှာဆန်ဖြူတွေရမရှိတော့ပါဘူးအခုတော့လေးမပါပဲနဲ့လှုပ်ရှားနေတဲ့သပင်မဲတွေနဲ့ဒေါသမထွက်ပဲအင်အားကြီးတဲ့အသင်ပြင်နဲ့သူ့ရဲ့မျက်လုံးတွေရကျေလိုပါပဲကြီးလိုက်မဲ့ဆိုရင်ဝင်းညင်းနေရအမှားနဲ့မှန်ပုံရိပ်ထဲကိုဆွေးယူခံရတယ်လို့ခန်းစားရပါလိမ့်မယ် ဒီလိုခန်းစားချက်ကအရန်အောင်မှထူးဆန်းပါတယ်ဘယ်သူမှရှင်းပြလို့မရပါဘူးဒူဝါရင်သူတို့ကရှင်းလင်းလင်းခန်းစားရပါတယ်ကဘာပေါ်ကအရာအလုံးကအတွေ့တစ်ခုနဲ့ပြောင်းလဲသွားသလိုပါပဲအမှန်နဲ့အမှားဆော့ဝိုင်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်တော်ဦးနေပဲ ဖန်ပေရှန်ရဲ့မျက်နှာဖျော့ဖြော့သွားပါတယ်ထိုနေရာမှာသူကကြင်ညက်မှုအဆင့်အမြင့်ဆုံးဖြစ်ပြီးအဆင့်၆ထိတ်တန်းခံရတပည့်တယောက်လည်းဖြစ်တာကြောင့်မူလာခံရဲ့ဘိုးဘေးဦးလေးအရှင်ဟာတောင်းနေပေကိုအုံပြုနေတာကိုချက်ချင်းပဲသိရှိလိုက်ပါတယ်သူကိုပို့ပြီးတော့ကြောက်လန့်စီရာတဖက်လူကတမင်လုံးနေရမဟုတ်ပဲတောင်းကသူ့ရဲ့စကားနဲ့အပြုမှုတွေထဲမှာသဘောအတိုင်းပါဝင်နေရပါထိုအဆင့်ကဥပဒေသားစကားထက်အများကြီးပို့ပြီးတော့မြင့်မာပါတယ်သူရဲ့တာအိုမန်နန်ခိုင်းရတာအိုဆိုတဲ့စကားလုံးကိုအဓိကထားပါတယ်ဖန်ပေရှန်ရဲ့မျက်ညံလေးမှာခိုင်းရဲ့အကြီးကဲချုပ်တယောက်ထဲမှာပဲဒီလိုနှစ်ပယ်မျိုးကရှိပါတယ် သူကရင်းနေသူကတောက်ဦးပဲဖန်ပေရှန်ကမတိဆက်ရနေခြေလန်းနေငယ်နောက်ဆုတ်သွားပြီးအကြီးကဲချုပ်ကပြောတဲ့စကားတွေကိုပြန်တွေးမိသွားပါတယ်မင်းလောဝလင်ကတင်းငိမ်စွာနဲ့လှုပ်ရှားနေတဲ့ချိုဟန်ရဲ့ဘေးကိုရှောက်သွားပါတယ်ပျော်စိတ်တခေါက်ကကြီးနေသလိုပဲအောက်ငုပ်ကြည့်လိုက်ပါတယ်ချိုဟန်ရဲ့ခန္ဓာကတုံ့လုသွားပါတယ်ဝလင်ရဲ့မျက်လုံးလေးကိုမတိဆက်ရနေကြည့်လိုက်တော့သူ့ရဲ့ခန္ဓာကပြင်းထန်စွာနဲ့တုံ့လုသွားပါတယ်သူကပုံရင်းရောက်တစ်ခုတည်းကိုရှောက်သွားသလိုပဲသူ့ကိုထိခိုက်နေတဲ့သူကကဘာကြီးဖြစ်ပြီးသူကကဘာကြီးထဲကအားနေတဲ့သူကတခေါက်ပါပဲ သူ့ရဲ့နှလုံးသားယူသွဆောင်နဲ့ခုန်နေပြီးစိတ်တွေကလည်းရှုပ်ခွေးနေပါတယ်။ရှေးကလူရဲ့ကြီးညက်မှုအစင်းကိုမမြင်နိုင်ပေမဲ့အခုချိန်မှာသူ့ခိုင်းရအကြီးကြီးတွေဂိုင်းကျုံတော်မှာသူ့ကိုဒီလောက်ကြောင်းလန့်စီမှာမဟုတ်ဘူးလို့ခံစားရပါတယ်။ဝလင်းကအကြီးကိုပြန်ကိုတင်ပြီးနဆိုးစုဆောင်ရင်ခိုင်းရကြောက်ယူကိုမော့ကြည့်ကတင်းငိန်စွာနဲ့မေးလိုက်ပါတယ်။ဒါမှမဟုတ်မင်းလာကြော်ယူကမတိစိတ်နဲ့သူ့ရဲ့နှကန်းကိုရှာနေတက်လိုက်ပါတယ်မိပင်ပေါ်မှာရုံကန့်နေတဲ့ချိုဟိုင်အောင်ကြည့်ပြီးဝင်လင်းကိုကြည့်လိုက်ပါတယ်သူ့ရဲ့မျက်နှာရုတ်တရက်လေးစားတဲ့ပုံပေါက်သွားပါတယ်ဂျူနီယာကနဆိုးစုဆောင်ရင်ခိုင်းကကြော်ယူပါ အကြီးကဲကိုဂါရဝပြုပါတယ်ထိုကြောက်ယူကချက်ချင်းပဲလက်နှစ်ဖက်ဆုပ်ပြီးကြောင်းမှုကိုဖုံးကွက်ဖို့အတွက်အလွန်လေးစားသလိုဟန်ဆောင်လိုက်ပါတယ်ဒူဝါရင်ဝလင်းရဲ့မျက်လုံးကတော့လုံးဝမကြည့်ရပါဘူးဒါမှမဟုတ်မင်းလားဝလင်းရဲ့အကြီးကတောင်းမနန်ခိုင်ရဖန်ပေရှင်စီကိုရောက်သွားပါတယ်ဖန်ပေရှင်ရဲ့မျက်နှာကလည်းဖြူဖြော့သွားပြီးလေးစားစွာနဲ့လက်နှစ်ဖက်ဆုပ်ပြီးတူတူလေးပြောလိုက်ပါတယ်အကြီးကဲကျေးဇူးပြုပြီးတော့ကျွန်တော်ကိုခွင့်လွှတ်ပါအခုနောက်ပြောတယ်ငါရဲ့မူလခိုင်ရဲ့တပည့်တွေကိုမင်းတို့ကအနိုင်ကျင့်တာကိုတားရင်ငါတို့ခိုင်ရအကျိုးဆက်ကိုခံရလိမ့်မယ်တဲ့ ဝင်လင်းကဖန်ပေရှန်ကိုအစ်ဆက်ဆောင်နဲ့ကြီးလိုက်ပါတယ်ဖန်ပေရှန်ရဲ့နဖူးပေါ်ကနေချွေးရီယာထွက်လာပြီးဝင်လင်းရဲ့မျက်လုံးလေးကိုတော့မကြည့်ရပါဘူးထိုလူကသာဒေါသထွက်ရင် သူကချက်ချင်းပဲပျက်စီးသွားမယ်လို့ခံစားရပါတယ်ခဏတစဉ်းစားပြီးနောက်ဖန်ပေရှန်ကသွားမြောက်ကိုအန်ချိတ်ပြီးညာလက်နဲ့ရင်ဘတ်ကိုရဲဆက်နဲ့ထိုးလိုက်ပါတယ်ဒုံးဆိုတဲ့အတန်နဲ့တူသူ့ရဲ့ခန္ဓာကတုံ့လို့သွားပြီးသွေးရည်အများကြီးကအန်ထွက်လာပါတယ်မျက်နှာပိုပြီးတော့ဖြော့ဖြော့သွားပြီးမူလဝိညာဉ်ကလည်းဒဏ်ရရသွားပါတယ်ဖန်ပေရှန်ကနှာခမ်းတော့ကသွေးရည်ကိုမတုပ်ပဲခါးသီးဆောင်နဲ့ပြောလိုက်ပါတယ်ဒါလို့ဆိုရင်အကြီးကဲရဲ့ဒေါသပြေးပြီလားမသိဘူး ဝင်လင်းရဲ့မျက်နှာကတော့မပြောင်းလဲသွားပါဘူးပြီးတော့ကြော်ယူကိုကြည့်လိုက်ပါတယ်ကြော်ယူကပြုံးလဲမိပါတယ်ဖန်ဖေရှန်တော့မှထိုလ်လူကိုမစော်ကားရဲဘူးဆိုရင်သူကဘလို့လုပ်ပြီးတော့စော်ကားရဲမှာလဲဒါအပြင်ထိုလ်လူကဘလို့တိုက်ခိုက်ပြီးချိုဟန်ရုံဒဏ်ရာရစီခဲလဲဆိုတော့သူကမမြင်လိုက်ပါဘူးသူကခုခတ်မယ်ဆိုရင်တော့အတိတ်ပဲမရှိပါဘူး ကျော်ယူကတွားမြောက်ကိုအကျိတ်ပြီးသူ့ရဲ့ညာလက်ကိုမြောက်ကရင်ဘတ်ကိုရဲ့ဆက်နဲ့ထိုးချလိုက်ပါတယ်။သွေးများအန်ထွက်လာပြီးခြေလန်းနှိုင်းငယ်နောက်ဆုပ်ကလက်နှစ်ဖက်ဆုပ်လိုက်ပါတယ်။အကြည့်ကဒေါသမထွက်ပါနဲ့။ထိုမြင်ကွင်းကြောင့်မူလခံရတဲ့ဗဲ့တွေအလုံးကစိတ်လှုပ်ရှားသွားပါတယ်။ဝင်လင်းကိုလေးစားမှုအပြင်နဲ့ကြီးနေကြပါတယ်။လီရှန်တုံးကလည်းအတူတူပါပဲ။ဝင်လင်းကတင်ငိမ်စွာနဲ့ပြောလိုက်ပါတယ်။မင်းတို့ကဆက်ရှာလို့ရတယ်။မလို့တော့ပါဘူး။ဖန်ပီရှန်ကအမြဲတမ်းပြောလိုက်ပြီးမယ်ပြီးအောင်တော့မပြောလိုက်ရပါဘူး။ဝင်လင်းကသူ့ရဲ့စကားလေးကိုဖျက်ပြောလိုက်ပါတယ်။ရှာပြီးရင်တော့မိုးလို့တိုက်ရနေအမြဲဆုံးထွက်သွား အမိတ်တိုင်းပါပဲ foundation ကပြုံးလိုက်မိပါတယ်သူတို့ရဲ့လုပ်ရဲ့အကြောင်းဘူလာခိုင်ရဲ့ဘိုးဘေးဦးလေးအရှင်ကိုဒေါသထွက်စေခဲ့ပြီဆိုတာသူကသိပါတယ်သူတို့မတတ်တာကတော့သူတို့လာတဲ့ခိုင်းကြီးရဲ့နောက်ခံကြောက်ပါဆရာသာသိရင်တောင်နေပယ်ရှိတဲ့အကြီးကြီးတယောက်ကိုကျွန်တော်တို့ကစော်ကားမိတဲ့ဆိုတာကိုသိရင်ပြစ်ဒဏ်ရှောင်လဲလို့မရဘူးဆရာနော်ဒီလောက်အင်အားကြီးတဲ့ကြီးညံ့သူကိုအလွယ်တကူနဲ့မစော်ကားဘူး လက်ကိုဝင်ရလိုက်တာနဲ့ကျိုဟန်ရုံဒဏ်ရာရရှိနိုင်တယ်ဆိုတော့မပြောနဲ့တက်ချင်ရင်ကျိုဟန်ရအခုချိန်မှာတင်ပြလောက်ပါပြီတပင်းချပြီးတော့ဖန်ပေရှင်ကမထွက်သွားခင်သူစီကပြောခဲ့တဲ့စကားတွေကိုပြန်သတိရမိသွားပါတယ်သူစီကသူ့ထက်မှလူအများကြီးရရှိတယ်ပေါ်နေတယ်မကောင်းဆိုးအိုကြီးတွေအများကြီးရရှိတယ်လို့ပြောခဲ့ပါတယ်အစင်ကဂိုင်းလေးမှာလည်းအနေငယ်တော့ရှိရပါမယ်အစင်ကဂိုင်းအများစုကနှစ်ပေါင်းများစွာမွေးဆက်ခံမှုတွေရှိပါတယ်အစောပိုင်းထွက်သွားတာတွေရှိပေမဲ့ ကောင်းကင်ကိုလှုပ်ခတ်စင်နိုင်တဲ့အင်အားကြီးကြီးညံ့သူတွေကလည်းရှိကောင်းရှိနိုင်ပါတယ်ထိုလူတွေကနမဲမကြီးပြင်မဲ့တွေးရင်တော့သတိထားရပါတယ်ထို့ကြောင့်ထိုရှာဖွေမှုအတွင်းမှာထိုကဲသို့မကောင်းဆိုးအုပ်ကြီးတွေနဲ့တွေ့ရင်ရင်ကျေးစွာနဲ့ရှင်းပြပြီးမစော်ကားဖို့ပါဖန်ပေရှင်ကလေးစားစွန်နဲ့ထွက်သွားပြီမြေခဏတစဉ်းစားပြီးရဲ့နောက်မိုးလောတိုက်ကြီးကိုတိတ်ထားပြန်ရှာပါတယ်ဘာမှမတွေ့တော့တပည့်အလုံးကိုစူးစီးပြီးကြောက်ရွံ့ကိုတွဲပြီးတော့ထွက်သွားပါတယ် အတားစီအားလုံးကိုကျော်လွန်ပြီးမှဖန်ပေရှင်နဲ့ကြော်ယူကတပင်းကိုချနိုင်ပါတော့တယ်။ချူဟိုင်ကတော့ဆေးလုံးကိုမြူချပြီးပြန်တိုင်းနိုင်လောက်အောင်အထိပြန်ကောင်းလာပါလေ။သူ့ရဲ့မျက်နှာဖြူဖြောနေသေးပါပဲ။မျက်လုံးတွေကတော့ကြောင်းအမှုတွေရှိနေတုန်းပါ။ဖန်ပေရှင်ကပြောလိုက်ပါလေ။ကြီးညံ့သူမိတ်ဆွေတို့တောင်ဘက်ကွင်းလေးကိုဝင်ပြီးရတော့အကြီးကဲကဘလို့တိုက်ခိုက်ခဲ့လေဆိုတာအသေးစိတ်ပြပြပေးပါ။ချူဟိုင်ရဲ့နှလုံးသားထဲမှာကြောင်းရုံမှုကကြန့်ရှိနေတုန်းပါ။ခနာတာတိတ်ဆိတ်စွာနဲ့စဉ်းစားပြီးနောက်သူကပြောလိုက်ပါလေ။ အဲ့ဒီအကြီးကဲရဲ့ကျင့်ကြံမှုအစဉ်အားအ ਨੇ ဆုံးနိဗ္ဗာန်ဖြစ်စည်းသူအလဲဒါမှမဟုတ်အဲ့ထက်ပိုပြီးတော့မြင်လိုက်မယ်။သူတိုက်ခိုက်တာကိုကျွန်တော်မှမမြင်လိုက်ရဘူး။တောင်ဘက်ကွင်းထဲကိုဝင်လာတဲ့မြုံနိုင်ဆရာမူလဆွမ်းရင်းနေရာစူးစီးပြီးလဝါရတစ်ခုဖြစ်ပြောင်းပြီးတော့ကျွန်တော်ရဲ့ရှင်ဘက်ပို့ကိုကြောက်လာတာ။သူကပြောပြီးတော့သူ့ရဲ့ရှင်ဘက်ကိုကြိလိုက်ပါတယ်။လဝါရကတော့မင်းနဲ့နေတုံးမှာကြော်ယူကရုတ်တရက်မိလိုက်ပါတယ်။အစိတ်တိုက်ခိုက်မှုလား။ချူဟိုင်ကခေါင်းကိုခါပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအကြီးကဲကအစိတ်တုံးပြီးတော့တိုက်ခိုက်တဲ့လက္ခဏာမရှိဘူး။အစိတ်အဖွာကြီးလည်းမဖြစ်နိုင်ဘူး။ ပြီးတော့အဲ့ဒီဖွားကြီးမှာဒီလိုခွန်အားမရှိဘူးမူလခံရလူတွေကလည်းကျွန်တော်တို့ကိုတိတ်တဆိတ်နဲ့စောက်ကြည့်ခဲ့တယ်သူတို့ရဲ့လေးစားမှုနဲ့ဂုံယူဝင်ကြွားမှုကလည်းအတူမဟုတ်ဘူးအဲ့လူကသူတို့ရဲ့ဘိုးဘေးဦးလေးအရှင်အစ်စ်ပဲဟုတ်တယ်ဖန်ပီရှန်ကလည်းခေါင်းညိတ်ပြီးတော့ပြောလိုက်ပါတယ်အဲ့လူကအစိတ်အဖွားကြီးနဲ့တကယ်ပတ်သက်နေတယ်ဒါမှမဟုတ်ကြောက်စိမ့်ကိစ္စကိုတိနေတယ်ဆိုရင်သူကလုံးဝလှုပ်ရှားမှာမဟုတ်ဘူးပုံနေမှာပဲသူရဲ့ချင်းညက်မှုအစင်းနဲ့ဆိုရင်အလွယ်တကူနဲ့လုံနိုင်တယ်ချူဟန်ရောထိခိုက်မှာမဟုတ်ဘူးကျွန်တော်နဲ့ကြောက်ရွံ့လို့လေအဖိုးခေါက်ကိုပေးခိုင်းမှာမဟုတ်ဘူး ကျော်ယူကခေါင်းငယ်လိုက်ပါတယ်ဖြစ်ခဲ့တာကိုစဉ်းစားပြီးရင်တော့မူလခံရဲ့ဘိုးဘေးရှင်ကအလုံးမအင်အားကြီးပါတယ်အစင်းချောင်းနေမိမှာတော့လူတိုင်းကအယုံဆိုင်ရတဲ့သူဖြစ်ပါလိမ့်မယ်ကံကောင်းတာထိခိုက်ရုံပါပဲမတက်ခဲ့ပါဘူးမဟုတ်ရင်တော့ပြောင်းရင်းနဲ့ချူဟန်ကိုကြည့်လိုက်ပါတယ်ချူဟန်ကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်ကြောင်းလဲမှုကြောင့်နှလုံးသားအိဆက်သွားပါတယ်ဂူနာကဒီကိုလာနေတော့ခင်ရောတာအိုခံရလူတွေကဒီဘက်ကိုလာနေတာကိုတွေ့လိုက်တယ်မူလခံကိုသွားနေတဲ့ပုံပဲအညှိုးတေးတွေကရှိတဲ့ပုံရတယ်လူကန်ခြုံသွားတော့တံပြားကိုကန်ပြီးတော့မှထင်တယ် ကျော်ယူကပြုံးလိုက်ပြီးသူများဒုက္ခရောက်တာကိုပြုံးနေပုံရပါတယ်အဲ့လူကရိုးလူမဟုတ်ဘူးဖန်ပေရှန်ကထူအချောင်းကိုဆက်ပြောချင်တဲ့ပုံမရတော့မေးလိုက်တော့ငါတို့တုံယောက်ကနောက်ဆိုရင်ပို့ပြီးတော့သတိထားရမယ်အခြားတိုက်တွေကိုသွားကြမယ်သူတို့တုံယောက်ကတပည့်တွေကိုခေါ်ပြီးဝေးတဲ့နေရာကိုပြင်သန်းသွားပါတယ်အကြီးကဲချိုးရဲ့အာယုံဆိုင်မှုကိုရှားဖို့ကတကယ်မလွယ်ဘူးဒီလူယုံခြံကမူလအစထရာလှုပ်ဝက်ဆန်းကျတယ်အလင်းတန်းထဲမှာဖန်ပေရှန်ကခေါင်းခပြီးစဉ်းစားတာကိုရက်လိုက်ပါတယ်ဝန်လင်းရဲ့အကြီးကမုကုတ်ဆောင်ရိုင်းကနေပြန်ဦးတင်လိုက်ပါတယ် တိုက်ခိုက်တုန်းကသူကဆွမစ်ချက်ချပြီးသားပါသူကတောအိမ်တိုက်တော်ကအလင်းစလိုဖြစ်နေခဲ့တာပါဖီးရဲအတွက်အပြစ်တင်ခံမှုကိုရှောင်းလင်းနိုင်ခဲ့ပေမဲ့အမှတ်သားတွေကိုတော့ခြံထားခဲ့မိပါတယ်ထို့အမှတ်သားတွေကိုဖျောက်ဖျက်ဖို့ကမတက်နိုင်ပါဘူးအချိန်လည်းမရှိပါဘူးပို့ပြီးတော့အရေးကြီးတာဖျောက်ဖျက်ဖို့စူးစမ်းလေအမှတ်သားတွေပူကြံခဲ့မှာပါအခုအရေးကြီးဆုံးကတော့အမြန်ဆုံးကြီးညက်မှုအစဉ်တက်ဖို့ပါ ဖမ်းမိမဲ့ဆိုရင်တော့လေကောင်းကင်းဘုံနယ်မြေကိုသွားပါလိမ့်မယ်အစိတ်အဖွာကြီးရဲ့မှတ်ညံ့နေတဲ့မူလခံရဲ့မှတ်တမ်းတွေကနေလေကောင်းကင်းဘုံနယ်မြေကပွင့်နေပြီဆိုတော့သူကသိလိုက်ရပါတယ်ဝင်ပေါက်ကအစင်းရှင်းနယ်မြေရဲ့မြောက်ပိုင်းမှာရှိပေမဲ့ဘသူကမှအတွင်းဝမဝင်ရကြပါဘူးအနာတော်ရရတနာတွေကိုပဲစူဆောင်ရကြပါတယ်လေကောင်းကင်းဘုံနယ်မြေဟာထောဆောင်တက်ဖို့အတွက်ငါရဲ့အဓိကလက်နက်ပဲ ဝန်လင်းရဲ့မျက်လုံးထဲမှာအစ်စမှုများပေါ်လာပါတယ်။အစိတ်အဖွာကြီးရဲ့မှတ်ညံထဲကမျိုးဗီဇာပြောင်းလဲနည်းကိုအာရုံစိုက်ပြီးအနေရများတဲ့စံတက်မှုတွေကိုလုတ်ခဲရတဲ့အချိန်ဝင်ကအောင်မြင်သွားရင်လေကောင်းကင်းဘုံနေမြေမှာသူ့ရဲ့ပြောင်းလဲမှုကပိုပြီးတော့များလာပါလိမ့်မယ်။ဝန်လင်းကစံတက်မှုလုတ်ချင်တဲ့နေရာမှာကန့်သက်ချက်တွေကိုပို့ထားလိုက်ပါတယ်။ဝန်လင်းထက်ကန့်သက်ချက်တွေမှာပိုကျွမ်းကျင်တဲ့လူတစ်ယောက်ကမလာရင်ထိုနေရာကိုရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ပြီးတော့အတွင်းထဲကအရာအလုံးကိုဖျက်ဆီးဖို့အတွက်အတွေ့အကြုံနဲ့လုံလောက်ပါတယ်။ထို့ကြောင့်သူများတွေရာရှာတွေ့သွားမှာကိုသူကမကြောက်ပါဘူး။ အဆင့်၅နေမြေကျင်မြွေထဲမှာပေ၃ထောင်လောက်ရှိတဲ့ဝင်းညင်တားအကြီးတကောင်ကယူလီယာနီပါတယ်ထိုတားရဲကကြားတကောင်လိုပဲပေ၃ထောင်ရှိတဲ့ဥကျူလူချောင်းကဣဆရဲအလင်းလေးကိုထွက်လွတ်နေပါတယ်ကြားရဲကြောပေါ်မှာလူ၃၀ကျော်လောက်ကထိုင်နေကြပါတယ်အလုံးကတည်ငင်နေပြီးမျက်လုံးလေးကိုမှိတ်ကကျဉ်ကျက်နေကြပါတယ်အမျိုးသားအမျိုးသမီးတွေကရွံ့တော့နေပြီးသူတို့ရဲ့ကျဉ်ကျက်မှုအဆင့်အတက်အကျကိုပြသနေတယ်လှိုင်းလုံးလေးကိုထွက်လွတ်နေကြပါတယ်ဥကျူပါတယ်ကြားရဲဘေးမှာလူတစ်ယောက်ကရန်နေပါတယ်ထိုလူကတလက်ပိုင်ရွှေလူပါ လီမပါပိုက်လှုပ်ရှားနေတဲ့ခင်ရော့ဝင်းကိုဝစ်စင်လာပါတယ်လက်တွေကိုနောက်ကျုံးမှထားပြီးရှေ့ရကျဲမြခိုးတွေကိုကြည့်နေပါတယ်သူဖာတွင်းနေလဲဆိုတာဘယ်သူကမှမသိပါဘူးထိုလူရဲ့နောက်မှာအဖိုးကြီးတယောက်ကလီစားစွန်နဲ့ရက်နေပါတယ်တက်လက်ပိုင်အရွယ်လူနဲ့အတူရှေ့ကိုစိုက်ကြည့်နေပါတယ်အဖိုးကြီးကတိုးတိုးလေးပြောလိုက်ပါတယ်ဂိုင်းချုပ်ကြားရဲ့အခုအမြင်လုံးနဲ့ဆိုရင်မိုးလို့တိုက်ကိုနောက်တရက်နေရောက်ပါမယ် ထိုလူတွေကခင်ရောက်တောက်ခံရကြီးညံ့သူတွေပါပုံမှန်ဆိုရင်တော့ဒီလောက်ကြမှာမဟုတ်ပါဘူးသူကရင်ကြောက်စိမ့်နဲ့စိတ်လုံးပုံစံကိစ္စကြောင့်အစင်ကားနဲ့မျိုးကျူးကျော်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့်မိုးလောတိုက်ကိုရောက်ဖို့အတွက်နောက်ကျသွားတာပါအရာအလုံးကန်တွေဖို့အတွက်အစင်၆ခိုင်းနေနဲ့ပူပေါင်းပြီးရင်တော့ခင်ရောက်တောက်ခံရမိုးလောတိုက်ကိုလူတွေကိုဆစ်လွတ်လိုက်ပါတယ်တလက်ပိုင်ရွယ်လူကရှေးရကျယ်မျိုးတွေကိုတွေးတောင်းနေတယ်လို့ကြီးနေပါတယ်ကြာတော့ခေါင်းညိတ်ပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်အဖေရှာမဲကိစ္စတစ်ခုအတွက်အဖေတစ်ခုတော့ရပါလိမ့်မယ် အဖိုးကြီးကအန်အင့်သွားပါတယ်ဂိုင်းချုပ်ပြောတဲ့စကားရဲ့အထိပ္ပယ်ကိုသူကနားမလဲပါဘူးသူ့ရဲ့အမြင်မှာတော့မူလခံကိုရိုးသွားရုံပါပဲဘာအဖြေရှာမှလဲဂိုင်းချုပ်အဖိုးကြီးကစကားပြောတော့မလို့လို့တော့တလက်ပိုင်အရွယ်လူကခေါင်းကိုခိုင်ရမ်းပြီးတော့ပြောလိုက်ပါတယ်မင်းကနားမလဲဘူးကပေးတွေကများလာပြီတိမ်ပင်လေကငြိမ်သက်မှမဟုတ်တော့ဘူးအဖိုးကြီးကတိတိစိတ်နဲ့စဉ်းစားနေပါတယ်စေးလုံးပုံစံနဲ့ကြောက်စိမ့်တစ်ခုအတွက်အစင်းထောက်ဂိုင်းနေတယ်မကောက်ဘူးအစင်းခုနှစ်နဲ့အစင်းရှစ်ခိုင်းနေရပါကျဉ်းကျဉ်းသူတွေကိုဆစ်လုခဲ့တယ်အလောက်ထိတ်တော့တန်လို့လား တလပ်ပိုင်ရွယ်လူကတယောက်တည်းပြောနေသလိုပါပဲစိုးရင်ပူပန်မှုတွေကိုခံစားနေရပါတယ်အဖိုးကြီးကတူတူလေးပြောလိုက်ပါတယ်အဲ့ဒီစေလုံးပုံစံနဲ့ကြောက်စင်ရာအရန်ဟိုမှာတံမိုးကြည့်ပါတယ်လူတွေကစိတ်ဝင်စားတာမဆန်းကြပါဘူးအဲ့ဒီစေလုံးပုံစံကနမိတ်မကောင်းတဲ့ပုံစံမျိုးပဲပထမအဦးဆုံးပေါ်လာတော့ကတင့်ပင်းလဲမှာကပေးတစ်ခုကိုဖြစ်စေခဲ့တယ်အခုဒုရီယာချိန်ပေါ်လာပြန်ပြီဘသူကယူသွားလဲတော့မသိဘူးပူကြလေကပေးရပူပြီးတော့ကြီးမားလေပဲ တလက်ပိုင်ရွယ်လူကခေါင်းကိုခါရမ်းပြီးတပင်းချလိုက်ပါတယ်အဖိုးကြီးကခြေတုံးချတုံးဖြစ်ပြီးတူတူလေးပြောလိုက်ပါတယ်စုံစမ်းမှုရောက်ဆိုရင်အစိတ်ငါမျိုးခံရအစိတ်အဖွားကြီးအောင်စေလုံးပုံစံအစီရင်တဲ့ချက်စင်းတွေကိုယူပြီးတော့ပုံးနေရလို့သိရပါတယ်အစင်းချောက်ခံရမကောင်းဆိုးအိုကြီးတွေကိုရှော့မတွက်နဲ့တလက်ပိုင်ရွယ်လူကခမမန်းပြုံးလိုက်ပါတယ်အဖိုးကြီးကလည်းအာအတင်သွားပါတယ်တေချာစဉ်းစားပြီးတော့မေးလိုက်ပါတယ်အချားတရရုပ်ကရှိနိုင်လားတကယ်လို့အစိတ်အဖွားကြီးဆိုရင်အစိတ်ငါမျိုးခံရဘာလို့ရှိနေသေးရလဲ တလက်ပိုင်ရွယ်လူရဲ့မျက်လုံးတွေကဉာဏ်ပညာနဲ့တောက်ပါနေပါတယ်သူကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်အစိတ်အဖွာကြီးရဲ့ကြင်ကြံမှုအစင်နဲ့ရှီလိုရှင်းကိုစမ်းချင်ပြီးရှာမတွေ့ပဲဘလို့လို့နေနိုင်ပါလဲကြည်လင်ပန်းခိုင်းရအထက်တန်းအသက်ပြာကိုတတ်ပြီးဘလို့လို့လွတ်နိုင်ပါလဲအထက်တန်းအသက်ပြာကနိဗ္ဗာန်ဖြစ်စည်းသူကြင်ညာသူကြည်လင်ပန်းခိုင်းရဒုရီယာအချိန်ကြင်ညာသူတွေကမရောက်ခင်ဘသူကသူ့ကိုဒီလောက်တူတောင်းတဲ့အချိန်တွင်းမှာတတ်နိုင်ပါလဲအဖိုးကြီးကအသက်ရှူတံပြင်သွားပြီးစိတ်တရားတုံလို့သွားပါတယ်ပြန်ကောင်းလာဖို့အတွက်အချိန်တော်ကြာယူလိုက်ရပါတယ်မျက်လုံးလေးမှာလည်းကြောင်းမှုတွေကပြင်းနေပါတယ် ကြည်လင်ပန်းကရအထက်တန်းအသက်ပြားတည်သွားခဲ့ပြီထူကိန်းစောက်သူမတီးခဲ့ဘူးဆိုတာသိတာပါလေအစိတ်အဖွာကြီးအောင်မလုပ်နိုင်ဘူးကြောက်စိမ့်နဲ့ဆေးလုံးပုံစံအစီရင်ကိုတကယ်ရထားတဲ့လူကပဲဒီလိုခွန်အားမျိုးတွေရှိနိုင်တယ်အဲ့လူကအထက်တန်းအသက်ပြားကိုတတ်ဖို့အတွက်ဖိအားပေးခံခဲ့ရတယ်တော်ရင်ကုန်းမီယာနေထွက်လာတော့အထက်တန်းအသက်ပြားနဲ့တွေ့ပြီးတန်တရားဝင်ခံရတာကြောင့်တိုက်ခိုက်ခဲ့တာဖြစ်ရမယ် တလက်ပိုင်ရွယ်လူကချီချူးခုန်ပြုတ်ပြီးတနာတဲ့အချိန်နဲ့ကြီးလိုက်ပါတယ်။သူ့ရဲ့လုံရက်တွေကရက်ဆက်ကြမ်းကြုတ်ပါတယ်။ဆုံးဖြတ်ချက်တွေကတော့ပြတ်သားပါတယ်။ပြီးတော့ထထန်းတက်ပြောင်းတေးတန်းနဲ့တလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီအရင်မှလေထိုလူရဲ့ပြမတ်ကိုအစိမ့်ဖွာကြီးစီကိုလှိမြန်စွာနဲ့ပြောင်းပြီးမြှုပ်ခိုးရင်းနဲ့အချိန်ဆွဲခဲ့ပါတယ်။ဒီလိုလှုပ်ချင်းအဖြစ်အစင်းချောက်ဂိုင်းကြီးရဲ့ပိတ်ဆို့မှုမစတင်ခင်မှာပဲလွမြောက်သွားနိုင်ခဲ့ပါတယ်။တကယ်လို့ငါးသာသူ့နေရာမှာရှိနေဒါတွေကိုလုံနိုင်မယ်လို့မထင်ဘူး။ပို့ပြီးတော့ရေးကြည့်တာအဲ့လူရဲ့အကျင့်စီကနှဆိုင်လို့နေ။ အစိတ်အဖွာကြီးကိုလညှိုးထိုးဖို့အတွက်အခြားအကြောင်းရင်းကရှိသေးလားဆိုတာမသိဘူးတကယ်လို့အမှန်တရားကိုသူကမြင်ပြီးမှအစိတ်အဖွာကြီးကိုလညှိုးထိုးရဆိုရင်အဲ့လူရဲ့စိတ်ကနဆိုးလိုပဲတလက်ပိုင်အရွယ်လူရဲ့မျက်လုံးနှိထဲကတနာစိတ်ကပို့ပြီးတော့ပြင်ထန်လာပါတယ်သူ့ရဲ့နှလုံးခုန်တန်ပို့ပြီးတော့မြန်လာပါတယ်ခဏတစဉ်းစားပြီးရင်တော့သူကရှုပ်ထင်းနေတုန်းမှတလက်ပိုင်အရွယ်လူကခေါင်းမလဲပဲအဖိုးကြီးရဲ့မျက်နှာပေါ်ကတန်တရားတွေကိုသူကရှင်းလင်းလင်းမြင်နေရသလိုပါပဲသူကခတ်တူတူလေးပြောလိုက်ပါတယ်အစင်း၆နယ်မြေကကြောက်စိမ့်နဲ့စိန်ညွန့်ကိုရရှိရင်ကောင်းတဲ့နမိတ်ပဲ ဒါပေမဲ့ကြောက်စိမ့်နဲ့စင်ညွန့်ကိုယာပြီးမှပြန်ဆုံးရှုံးရင်တော့သူတို့အတွက်ကဗီယာစိုက်မှာပဲသူတို့လိုအပ်တာ ရှင်းပြချက်အဆင့်ခုနှစ်အဆင့်ရှစ်ဒါမှမဟုတ်အဆင့်ကိုးနဲ့မြေတွေကိုရှင်းပြရမှာအဖိုးကြီးကဘာဖြစ်သွားလဲဆိုတော့သဘောပေါက်သွားပြီးမြုံနိုင်စရာဖြစ်သွားပါတယ်သူရဲ့ရင်ဘတ်အတက်ကြဖြစ်နေပြီပြောလိုက်ပါတယ်အဲ့ဒါကြောင့်အစိတ်၅မျိုးခိုင်းကိုဆက်လက်တရှိခွင့်ပေးပြီးအစိတ်အဖွားကြီးလို့ယုံကြည်နေကြတာကိုအထက်တန်းသက်ပြားရဲ့တည်ဆုံမှုကတော့အစိတ်၅မျိုးခိုင်းကအင်အားကြီးကြီးညံ့သူတယောက်ရဲ့လုံရဲလို့မြင်ကြလိမ့်မယ် တလက်ပိုင်ရွယ်လူကပြုံးလိုက်ပါတယ်ပြီးတော့သူ့ဘာသာသူတိုးတိုးလေးပြောလိုက်ပါတယ်ဒီလူဝက်ဆန်းကျင်တဲ့ကြီးညံ့သူကညံကောင်းတယ်အစင်းချောက်ဂိုင်းတွေကိုစင်ကြယ်တစ်ခုကိုပေးလိုက်တယ်နောက်ဆုံးမှဘာပဲဖြစ်ဖြစ်ဒီရှင်းပြချက်နဲ့သူတို့ရဲ့ကပေးရအများကြီးရော့သွားလိုက်မယ်ရှာဖွေရေးအဖွဲ့တွေထဲမှာနိဗ္ဗာန်ဖြစ်စည်းသူကြီးညံ့သူကမပါတာဘာကြောက်လဲနိဗ္ဗာန်ဖြစ်စည်းသူကြီးညံ့သူတွေကနိဗ္ဗာန်ဖြစ်စည်းသူကြီးညံ့သူကိုမိနစ်9မိနစ်အတွင်းမှာတတ်နိုင်တဲ့လူဝက်ဆန်းကျင်တဲ့လူတယောက်ကိုရှာဖွေနေကြတယ်တကယ်လို့ကျွန်တော်ကသာအစင်းချောက်ဂိုင်းရဲ့ဂိုင်းချုပ်ဆိုရင် ဒီလှုပ်ဝက်စမ်းကြတဲ့ကျဉ်းကျဉ်သူရဲ့အမှတ်သားတွေကိုဖျောက်ဖျက်ပြေအောင်မယ်အဲ့လို့ဆိုရင်အစိတ်၅မျိုးခိုင်းပဲပျက်စီးသွားမှာအဖိုးကြီးကလုံအောင်အန်တင့်သွားပါတယ်သူကတလက်ပိုင်အရွယ်လူကိုရိုသေလေးစားမှုနဲ့ကြောင်းမှုအပြည့်နဲ့ကြီးလိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာကြောင်းမှုတွေကတော့ရှိနေပါတယ် သူကလူဝံရဲနောက်နှစ်ပေါင်းများစွာလိုက်ပခဲ့ပြီးသူ့ရဲ့အောင်မြင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်ခင်ရောက်တာဝခိုင်းကလွန်ခဲ့တဲ့နှစ်ပေါင်း3000ကအဆင့်9နေမီရဲ့ဂိုင်းငယ်လေးတစ်ခုပါဒဝရင်ထိုလူဝဲလက်ထဲမှာအခုအလုံးမအစွမ်းထလာခဲ့ပါတယ်အဆင့်9နေမီမှာအပြင်းထန်ဆုံးတော့မဟုတ်ပေမဲ့လူဝံခုံးဆိုတဲ့နာမည်နဲ့အဆင့်6ခုံနဲ့8နေမီရလူတွေကတော့သူ့ကိုတီးကြပါတယ်အဲ့ဒီလူဝက်စမ်းကြတယ်ကြင်ညာသူနဲ့တွေးဆောင်ခြင်းသေးတယ်တနေ့အဲ့လူနဲ့တွေးလိုက်မယ်လို့လဲခန်းစားမိတယ် တလက်ပိုင်အရွယ်လူရဲ့မျက်လုံးနီမှာမျောလင်းချက်အပြည့်ပါပဲသူ့ရဲ့လက်တွေကိုကြောပတ်မှာထားပြီးအဖိုးကြီးရဲ့မျက်လုံးထဲမှာတော့တောင်ရင်းတထောင်လိုမြင်ရပါတယ် အဖိုးကြီးကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်အချိန်ကြီးကဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ်ကြားကကျဲမြူတွေကိုဖောက်ထင်းပြီးပို့ပြီးတော့မြင်မြန်လှူရှားလာပါတယ်မိုးလို့တိုက်ကြီးကနေနိုင်ဝဲလောက်အကွာကိုရောက်တော့အပြောင်အလင်းတစ်ခုကအဝေးကနေပေါ်လာပါတယ်ထိုအပြောင်အလင်းကထူးဆန်းပါတယ်မြှုပ်ခိုးတွေကိုဖောက်ထင်းပြီးမြှုပ်ခိုးတွေကတော့အပြောင်ဖြစ်နေပါတယ်ကြားကချက်ချင်းပဲရက်ပြီးတရိထားလာပါတယ်သူ့ရဲ့မျက်လုံးထဲမှာကြောင်မှုတွေကတော့ရှိပြီးဟိန်းအောင်လိုက်ပါတယ်ဒူဝရင်ရှစ်ဆက်မတွဲပါဘူးထူရုတ်တည်းရဲ့မြင်ကွင်းကြောင့်ချင်းညံ့သူ30ရာလဲဒီပိုင်းနဲ့ထဲမျက်လုံးတွေကိုဖင်လိုက်ကြပါတယ် သူတို့ကတင်ငိမ်စွာနဲ့ရှင်းကိုအေးဆက်စွာနဲ့စိုက်တိနေကြပါတယ်ထိတ်လန့်မှုလုံးဝမရှိပါဘူးဘာကြောက်လဲဆိုတော့သူတို့ကခင်ရောက်တာဝခံရဲ့ကြီးညံ့သူတွေပါခင်ရောက်တာဝခံရဲ့အဓိကတပည့်တွေဖြစ်ပြီးခင်ရောက်တာဝခံရဲ့ဂိုင်းတုပ်ကိုယ်တိုင်ကရွေးချယ်ထားတဲ့တပည့်တွေပါသူတို့မှမာနရှိပါတယ်သူတို့ကတိတ်နိုင်တယ်ရှုံးနေနိုင်တယ်ဒူဝရင်ထိတ်လန့်လို့မရပါဘူးတောင်ပြိုရင်တော့သူတို့ကတင်ငိမ်ရပါမယ်လူရန်ခုံရဲ့ဘေးကအဖိုးကြီးကထူးဆန်းတဲ့မိုးပြောင်းအောင်အလင်းကိုကြည့်ပြီးသတိကြီးစွာနဲ့ထားလိုက်ပါတယ်လူရန်ခုံတယောက်တည်းရပဲဘာမှဖြစ်သလိုတည်ငြိမ်နေပါတယ်ဘာမှဖြစ်သလိုပဲမြို့ခိုးလေးကိုညစ်တက်စွာနဲ့ကြည့်နေပါတယ် မိုးပြောင်းမြူခိုးတွေကပြန့်နှံ့သွားပြီးမကြခင်မှာပေတောင်းပက်လက်ကိုဖုံးလွှမ်းသွားပါတယ်ခဏအကြာမှာ မိုးပြောင်းမြခိုးတွေကကွဲသွားပြီးလှပတဲ့အမျိုးသမီးတယောက်ကထွက်လာပါတယ်။သူမမှာအပြောင်စမင်နေရရှိပြီးအပြောင်ဝင်းကိုဝစ်စင်လာပါတယ်။သူမရဲ့ကြည်လင်တဲ့မျက်နှာကရေခဲလိုအိဆရာမျိုးနူးညံ့တာမျိုးမဟုတ်ပဲတိတ်ဆိတ်ငြိမ်သက်ပြီးကြက်တည်ရှိပါတယ်။သူမရဲ့လက်ထဲမှာကြောက်စင်းပလီကိုကင်ထားပါတယ်။လူပီကိုဆင်းသက်လာတဲ့နတ်သမီးတစ်ပါးလိုပါပဲ။ထုံနယ်သမီးရလာတော့သူမရဲ့ပုံမှန်သဏ္ဍာန်ကိုလုံးဝပြသလိုက်တဲ့အချိန်မှာသူမရဲ့ပလက်ရမိုးပြောင်းမြခိုးတွေကရုံလုံးပေါ်လာပြီးပေတတောင်းရှိတဲ့မိုးပြောင်းငကားတစ်ကောင်ဖြစ်လာပါတယ်။ထုံနယ်သမီးရမိုးပြောင်းငကားရဲ့ခေါင်းပေါ်မှာရက်ပြီး လူရန်ခုံကိုတင်ငိမ်စွာနဲ့ကြီးနေပါတယ်။သူမရဲ့မျက်လုံးလေးမှာဘာမှလှုပ်ရှားမှုမရှိပါဘူး။တန်းစင်ပြီးဘာအညစ်အကြေးမှလည်းမရှိပါဘူး။တင်ငိမ်နဲ့ရေကန်တကန်လိုပဲဆွဲမဖယ်ကောင်းပါတယ်။ထိုမျက်လုံးလေးကိုမြင်တဲ့သူတွေဘလောက်ပဲရက်စက်ကြံကြုတ်ပါစေညင်တက်သွားပါတယ်။သူတို့ရဲ့နှလုံးသားထဲမှာနေကြမှုတွေကိုလည်းခံစားရပါတယ်။လီချမ်းမေလူရန်ခုံကသူ့ရဲ့လက်တွေကိုကြောပတ်မှထားရင်သူမကိုကြည့်လိုက်ပါတယ်။သူမရဲ့ချက်တည်နဲ့အလားပါကြောင့်အန်းတင်သွားပေမယ့်မျက်နှာအမူအရာတော့မပြောင်းလဲပါဘူး။အစစ်ကိုကောင်းဝင်ဖောက်ထွက်ရေးခံရလီချမ်းမေ လူရန်ခုံဘေးရအဖိုးကြီးရခြေလန်းနေငယ်နောက်ဆုတ်ပြီးသတိထားလိုက်ပါတယ်သူကထိုအမျိုးသမီးကိုချက်ချင်းပဲမမိပါတယ်ဘာလို့လဲဆိုတော့တိမ်ပင်လယ်ထဲမှာအပြောင်အဆင်ရှိတဲ့အမျိုးသမီးရတယောက်သာရှိပါတယ်ထိုအမျိုးသမီးရလီချမ်းမေးပါချမ်းမေးရအကိုလူကိုနှုတ်ဆက်ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်